ဒီနေ့တော့ကမ္ဘာ့ကြံခန်းကြီးတစ်ဆက်ခွန်ဖြစ်ပါတယ်အကန်ကြီးဆက်ခွန်နဲ့အငယ်တက်မှရှစ်ထို့နောက်အာပြန်ဒီအသက်99နှစ်ရှိသောအခါဒါရဘုရားဒီအာပြန်အားထင်ရှားတော်မူ၍ငါဒီအနန္တတကုရှင်ဘုရားသခင်ဖြစ်၏ငါရှိမှသွာလာ၍စုံလင်ခြင်းရှိလောငါဤပြိဉ္ဉ္ကိုတင်နှင့်ငါပြုမည် သင်ကိုငါအလွန်များပြားစေမိဟုမိန်တော်မူ၏အာပြန်သည်လဲပြတ်ဝတ်လျင်ဘုရားသခင်ကငါပြုသောပရိညင်သည်သင်၌ရှိ၏သင်သည်လူမျိုးအများတို့အဖဖြစ်လိမ့်မည်နောက်တပံသင်အမိကိုအာပြန်ဟုမခေါ်ရသင်အမိကိုအာပြန်ဟန်ဟုခေါ်ရ၏အကြောင်းမူကားငါသည်သင်ကိုများစွာသောလူအမျိုးတို့၏အဖအရာ၌ခံထားပြီးငါသည်သင်ကိုအလွန် ပွားများစေမီတင့်အားဖြင့်လူအမျိုးမျိုးတို့ကို ဖြစ်စေမီတင်းအမျိုးအွယ်၌လည်းရှင်မြင်ဖြစ်ရကြလိမ့်မည်ငါသည်တင်းဖျားတင့်နောက်၌တင့်အမျိုးအွယ်ဤဖျားဖြစ်မည်ဟုတင်နှင့်တင်းအမျိုးအွယ်အစဉ်အဆက်တို့၌ငါပရိညင်ကိုထာဝရပရိညင် ဖြစ်စေမည်တင်းသည်ယခုအဲ့တဲ့ဖြစ်၍နေသောပြည်သည်ဟုသော ခန္ဓာပြည်တလျှောက်လုံးကိုတင့်အား၎င်း တင့်နောက်၌တင်းအမျိုးနွယ်အား၎င်းအစဉ်အမြဲအပိုင်ပေးမိသူတို့၏ဖျားလဲငါဖြစ်မည်ဟုမိမ့်မွဲ့တော်မူ၏အငယ်ကုမဆလီတဖန်ဖျားသခင်ကတို့ဖြစ်၍တင်းနှင့်တကားတင့်နောက်၌တင်းအမျိုးနွယ်အစဉ်အဆက်တို့သည်ငါဤပရိညင်ကိုဆောက်ရှောက်ရကြမည်တင်းနှင့်တကားတင့်နောက်၌ သင်၏အမျိုးအနွယ်သည်ငါရှေ့မှစောင့်ရှောက်ရသောငါ၏ဗြိဉ္ဇဉ်ဟုမူကားသင်တို့တွင်တားရောက်ကြတဲ့အေပြားလီမင်္ဂလာကိုခံရမည်အေပြားလီမင်္ဂလာသည်ငါနှင့်သင်တို့ပြုသောဗြိဉ္ဇဉ်၏လက္ခဏာတက်တည်ဖြစ်ရလိမ့်မည်သင်တို့အမျိုးအစဉ်အဆက်တို့၌တားရောက်ကြတဲ့ကိုအိမ်၌ဖွာသောသူဖြစ်စေ ကိုအမျိုးမဟုတ်တပန်းမျိုးသား၌ငွေနှင့်ဝယ်သောသူဖြစ်စေ အသက်ရှိရမြောက်လင်အေးပြားလီမင်္ဂလာကိုခံရမည်ကိုအိမ်၌ပွားတော်သူကိုငွေနှင့်ဝယ်တော်သူအေးပြားလီမင်္ဂလာကိုခံရမည်ငါပရိညင်သည်လဲတင်တို့၏အသား၌သာဝရပရိညင်ဖြစ်လိမ့်မည်အေးပြားမလီအေးပြားလီမင်္ဂလာကိုမခံသောတားယောက်ျားများကိုသူ၏အမျိုးမှပယ်ရှင်း၏ထိုသူသည်ငါပရိညင်ကိုဖြစ်လိမ့်ပြီဟု အာပြန်ဟံအားမိန်တော်မူ၏ အငယ်15မှ22တပံပြာတခင်ကတိမယာစာရဲကိုမူကစာရဲဟူသော အမည်ဖြင့်မခေါ်ရစာရာဟူသောအမည်ဖြင့်ခေါ်ရ၏သူကိုငါကောင်းချီးပေး၍သူအားဖြင့်လဲတင့်အားသားကိုပေးမိအကယ်စင်စစ် သူကိုကောင်းချီးပေး၍သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည် သူ၏အမျိုးအနွယ်၌လည်းအပြီးပြီသော ရှင်မင်းဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏ထိုအခါအာဗြဟံသည်ပြတ်ဝတ်လျက်အသက်တရာရှိသောသူသည်သားကိုရလိမ့်မည်လောအသက်90ရှိသောစာရာသည်သားကိုဖွားလိမ့်မည်လောဟုရည်လျက်စိတ်နှလုံးထဲမှ အောင်းမေ့ပြီးလင်ဣရှမေလသည် ရှေ့တော်၌အသက် ရှင်ပါစေသောဟုဘုရားသခင်ကိုလျှောက်သောအခါဘုရားသခင်က သင်ဤမယာစာရာသည်သင်အားသားကိုဖွာလိ်မည်ထိုသာကိုဤဆက်အမိဖြင်မှဲ့ရမည်သူ၌၎င်းသူနောက်မှ သူဤအမျိုးအနွယ်၌၎င်းငါဤပရိညင်ကိုထာဝရပရိညင်ဖြစ်စေမည်ဣရှမေလအမှု၌ကသင်စကားကိုငါနာထောင်၏သူကိုငါကောင်းချီးပေး၏သူအနွယ်ကိုတိုးပွားစေပြီးသူကိုအလွန်များပြားစေမည် ူသည်မင်းသား၁၂ပါးတို့၏အဖဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စေခြင်းငါလဲငါပြုမည်သို့တော်လည်းနောက်နှစ်ချင်းချက်သောအချိန်တွင် စာရသည်တင်အားဖွာလက်တန်သောသားဤဆက်၌ငါ၏ပြင်ရင်ကိုငါတီးစေမည်ဟု မိန်တော်မူပြီးလျှင်မိမွဲ့တော်မူသံညီ၍ဘုရားသခင်သည်အာဗြဟံထံမှတက်ကြွတော်မူ၏အငယ်၂၃မှ၂၈ အာဘင်ဟန်ဒီလေတာအိရှမေလာမဆာယီကိုအိနိုင်ဖွာတော်သူအပေါင်းကိုငွေနှင့်ဝယ်တော်သူအပေါင်းဒီဖူသောအာဘင်ဟန်အိနှင့်ဆိုင်သောယောက်ျားအပေါင်းတို့ကိုယူ၍ဘုရားသခင်မိန်တော်မူသည့်အတိုင်းတနေ့ချင်းတွင်အေဘရာသီးမင်္ဂလာကိုပေးလေ၏အာဘင်ဟန်ဒီကိုရအေဘရာသီးမင်္ဂလာကိုခံတော်ကအသက်99နှစ်ရှိ၏ ပန်းဣရှမေလသည်အေပြားလိမင်္ဂလာကိုခံသောအခါအသက်33နှစ်ရှိ၏တနည်းချင်းတွင်အာဗြဟံနှင့်တန်ဣရှမေလသည်အေပြားလိမင်္ဂလာကိုခံလေ၏သူ၏အိမ်၌ပွားသောသူတပါးမျိုးသား၌သူ၏ငွေနှင့်ဝယ်သောသူသူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည် သူနှင့်အတူအေပြားလိမင်္ဂလာကိုခံကြလေ၏ကျေနော်ဗီဒီယိုမှာပြင်သွင်းမယ်